ဆန်နီလိုင်ဘရီမှကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတစ်ခုဖြစ်တဲ့အခြေအနေတစ်ခုဖြစ်တဲ့ရုရှား-ယူကရိန်းပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာ ရုရှားယူကရိန်းနေတိုပြည်ပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း၄၀ဖြစ်ပါတယ်။ဒီနေ့မျှော်ရင်မဲ့အကြောင်းအရာတွေမှာကအမေရိကန်နဲ့ရုရှားယူကရိန်းပြည်ပကအမေရိကန်ရဲ့ရုရှားယူကရိန်းပြည်ပကအဆုံးသတ်စီရင်ငင်းငယ်ရေးစီစဉ်တဲ့မှာပါတယ်။အချက်28ချက်ကဘာတွေလဲနဲ့အခုဘာတွေဖြစ်နေပြီလဲဆိုတဲ့အခြေအနေ။ပြီးရင်တော့အမေရိကန်ဆိုပြတဲ့ငင်းငယ်ရေးစီစဉ်ပေါ်ဥရောပနိုင်ငံတွေရဲ့တုံ့ပြန်ချက်တွေအဲ့နောက်မှာတော့ယူကရိန်းကအဂရိလိုက်စားမှုအခြေအနေတွေပြီးရင် ရုရှားရဲ့ထိုးစစ်အခြေအနေနဲ့ယူကရိန်းရဲ့တုံ့ပြန်ပြောဆိုမှုအဲဒီနောက်မှာတော့ယူကရိန်းနဲ့ဂရိတို့ရဲ့သဘောတူညီချက်နဲ့နောက်ဆုံးမှာကတော့ထိုင်းတို့နိုင်ရှင်ပြနေတဲ့ရုရှားနဲ့ယူကရိန်းတရုတ်နဲ့ထိုင်ဝမ်အခြေအနေစတာတွေကိုစူးစိမျှဝေပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးကအမေရိကန်ရဲ့ရုရှားယူကရိန်းပြည်ပကအဆုံးသတ်စီရင်ငင်းငင်းအစီအစဉ်တက်မှာပါတယ်အချက်28ချက်ကဘာတွေလဲနဲ့အခုဘာတွေဖြစ်နေပြီလဲဆိုတဲ့အခြေအနေပါ ပြည်ထောင်တင်းစား Financial Times ကအမေရိကန်နဲ့ရုရှားနိုင်ငံတွေကတာဝန်ရှိသူတွေကယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပကအဆုံးသက်စီငင်းငင်းအစီအစဉ်တဲ့အဖြစ်အချက်28ချက်ပါအဆိုပြုချက်ကိုရေးဆွဲခဲ့တယ်လို့သူ့ရဲ့သတင်းညင်းမြစ်တွေကိုကူကားပြီး November 16ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ American ထူးတန်တမန် Steve Stick Wickoff နဲ့ရုရှားသမ္မတအထူးကိုယ်စားလှယ် Karin Dmitriyev တို့ကအဲ့ဒီကိစ္စကိုဥဆောင်ခဲ့ပြီးတော့အဲ့ဒီအစီအစဉ်ရဲ့ ယူကရိန်းအနေနဲ့အရှေ့ပိုင်းက Donetsk နဲ့ Luhansk ဒေသတွေရဲ့နေမြေအလုံးကိုပိတ်ရရမယ်။စစ်တပ်ရဲ့အရွယ်စားကိုထုတ်ဝက်လျှော့ချရမယ်။အဓိကလက်နက်မျိုးစားတွေကိုဆွန့်လွှတ်ရမယ်။အမေရိကန်စီကစစ်ရေးထောက်ပံ့မှုယူရာတွေကိုလျှော့ချရမယ်။ယူကရိန်းမြေပေါ်မှာနိုင်ငံခြားတပ်တွေချထားခွင့်မပြုဘူး။အနောက်နိုင်ငံတွေရဲ့တာဝေးပစ်လက်နက်တွေကိုလည်းနောက်ထပ်လက်မခံရဘူးဆိုတာတွေကိုလိုက်နာရမှာဖြစ်ပြီးတော့ ရုရှားဘာသာစကားကိုယူကရိန်းနိုင်ငံရဲ့တရားဝင်နိုင်ငံတော်ဘာသာစကားဖြစ်အသိမှတ်ပြုရေးသဘောတူဖို့လဲတောင်းဆိုထားတယ်ဆိုပြီးအဲ့ဒီတဲ့ငါပေါ်ပြပါတယ်။ AFP သတင်းဌာနကတော့ရရှိထားတဲ့အငြင်းငြင်းစီစဉ်မူကြမ်းတွေအရဥရောပစစ်လီရင်တွေကိုပိုလန်နိုင်ငံမှာစခန်းချထားပြီးယူကရိန်းကိုအကာအကွယ်ပေးထားမှာဖြစ်ပေမဲ့ယူကရိန်းဟာ NATO မဟာမိတ်အဖွဲ့တွေကိုဘယ်တော့မှမဝင်ဖို့ကတိပေးရမှာဖြစ်တဲ့ ယူကရိန်းတောင်းဆိုထားတဲ့နောက်အုပ်စုငင်းငင်းထိမ့်သိမ့်မှုစစ်သားတွေခေါ်ယူခြင်းမပြုရဘူးရုရှားကို G8 အုပ်စုဝင်နိုင်ငံတွေတဲကိုပြန်လည်ဝင်ခွင့်ပေးရမယ်ပိတ်ဆို့မှုတွေလျှော့ပေါ်ခြင်းနဲ့ချိမြှင့်ရမယ်ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားနဲ့အခြားဒေသတွေကိုအသိမှတ်ပြုပေးရမယ်ယူကရိန်းစစ်သည်ရေအတွက်ကို6သိန်းကိုလျှော့ချဖို့အချက်တွေပါဝင်ခဲ့တယ်လို့သိရပါတယ်ရုရှားတပ်ဖွဲ့ဝင်တွေက2022မတ်လတည်းကသိမ်းပိုက်ထားတဲ့ယူကရိန်းရဲ့ ဇာပိုရီဇီယာနျူကလ িয়ার ဆက်ရုံကိုပြည်ပဆိုင်ရာနေမျိုးစွမ်းရင်အေဂျင်စီရဲ့ကြီးကြပ်မှုအောက်မှာထားရမှာဖြစ်ပြီးတော့အဲ့ဒီကထုတ်တဲ့လျှက်စစ်တပ်အားကိုရုရှားနဲ့ယူကရိန်းတို့မျှဝေသုံးဆွဲရမယ်။နေတိုးအနေနဲ့ယူကရိန်းမှာတပ်ဖွဲ့တွေနေရာချထားခြင်းမပြုဖို့သဘောတူရမယ်ဆိုတာဒီလည်းပါဝင်တယ်လို့ဆိုပါရတယ်။အဲ့ဒီစီစဉ်ကိုရုရှားရဲ့အဲ့ဒီစီစဉ်ကရုရှားရဲ့စီစဉ်မဟုတ်ဘူးလို့အမေရိကန်အရာရှိတွေကပြင်းပြထန်ထန်ညှင်းဆိုထားခဲ့ပြီးတော့ Week of Rubio ယူကရိန်းနဲ့မော်စကိုတို့ပါဝင်တဲ့ရတရပတ်များစွာဆွေးနွေးညှိနှိုင်းခဲ့ပြီးတဲ့နောက်ရေးဆွဲထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ Israel နဲ့ Hamas တို့အပြစ်ခတ်ချက်ဆဲခဲ့ကြတဲ့အဆိုပြုချက်နဲ့ဆင်တဲ့အဲ့ဒီအစီအမံအရ American သမ္မတကိုယ်တိုင်ကအပြစ်ခတ်ချက်ဆဲရေးကိုကုတ်ကဲရမယ်ငင်းငိုင်းကောင်စီကိုဥဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ပြီးတော့ NDTV ရဲ့ဖော်ပြချက်မှာတော့ အချက်28ချက်ပါမူကြမ်းမှာယူကရိန်းပိုင်ခရိုင်းမီးယား၊လူဟက်စ်နဲ့ဒွန်ဒက်စ်ဒေသတွေကိုရုရှားပိုင်ဖြစ်အသိမှတ်ပြုရမယ်။ယူကရိန်းကရပ်ပောင်းတရားတွင်ရေကောက်ပွဲကျင်းပဖို့နဲ့နေတိုးဖွဲ့ဝင်ဖြစ်ရေးမျှော်လင့်ချက်ကိုဆွံ့လွှတ်ရမယ်။ယူကရိန်းကအမေရိကန်ရဲ့လုံခြုံရေးအမတ်ခန့်ချက်ကိုရရှိမှာဖြစ်ပေမဲ့ဝါရှင်တန်ကိုယော်ကြည့်ပေးရမယ်။အမေရိကန်ဟာယူကရိန်းကိုပြန်လည်တိစောက်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုအတွက်အချိုးမြတ်ရဲ့90%ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီးတော့ပိတ်ဆို့မှုတွေရုပ်သိမ်းပြီးတဲ့နောက်ရုရှားနဲ့လည်းစီးပွားရေးမိဘဖြစ်ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်ဆိုပြီးပါဝင်တယ်လို့ဖော်ပြခဲ့ပါတယ်။ Telegram သတင်းစာရဲ့ဖော်ပြမှုမှာကတော့ရုရှားအနေနဲ့ Donbas ဒေသကိုထိန်းချုပ်မှုရယူနိုင်တယ်။ယူကရိန်းကတည်ဝင်ပိုင်ဆိုင်မှုဆက်ထိန်းထားတယ်ဆိုပေမဲ့ရုရှားကမြေငှားရမ်းကပေးပြီးထိန်းချုပ်အုံပြုမှုပုံစံနဲ့ရယူနိုင်တယ်ဆိုပြီးဖော်ပြပါတယ်။ ဘယ်ကမီယာတခုဖြစ်တဲ့ Oxyes ကတော့၄နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့လှုပ်ဝက်စီမံကိန်းတရက်ကိုမော်စကိုနဲ့ဝါရှင်တန်တို့ပူးတွဲလှုပ်ဆောင်ခဲ့ကြတယ်လို့အစိုးရဘက်မှရေးသားခဲ့တာကိုတွေ့ရပါတယ်။အဲဒီလိုရေးသားဖော်ပြမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ယူကရိန်းသမ္မတရုံးကအမေရိကန်ပြည်ထောင်စုစီကငြင်းငြင်းအစီအစဉ်အတွက်ကိုလက်ခံရရှိခဲ့တယ်။အဲဒီအဆိုပြုချက်ဟာ တနမိုင်းဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကိုပြန်လည်တက်သွင်းမှုရည်ရွယ်ထားတယ်ဆိုပြီးထရန့်အစိုးရကရှင်းပြခဲ့တယ်လို့နိုဗ ెంబ ာ20ရက်နေ့မှာပြောကြားခဲ့ပြီးတော့သမရဇလန်စကီကလာမယ့်ရက်တွေအတွင်းဒီကိစ္စအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဆွေးနွေးမယ်လို့ဆိုပါတယ်ယူကရိန်းဟာဝါရှင်တန်ရဲ့စီမံကိန်းမူကြမ်းကိုတရားဝင်လက်ခံရရှိထားပြီးတော့ဒါဟာတပ်တမန်ရေးကိုပြန်လည်တပ်သွင်းမှုကူညီနိုင်မယ်လို့အမေရိကန်ဘက်ကယုံကြည်တယ်လို့ KF ကိုလာရောက်လေပတ်တဲ့ထိပ်တန်းအမေရိကန်ဗိုလ်ချုပ်တွေနဲ့တွေ့ဆုံပြီးတဲ့နောက်ဇလန်စကီရဲ့ယုံကချင်ညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ယူကရိန်းကအဲ့လိုထုတ်ပြန်ခဲ့တဲ့နေ့မှာပဲအင်ဗျူရောကအမေရိကန်ပြည်ထောင်စုကအစီအစဉ်တစ်ခုကိုတိတ်ဆိတ်လှုပ်ဆောင်ခဲ့တာတလားလောက်ရှိနေပြီလို့အတည်ပြုခဲ့ပြီးသတင်းထုတ်ပြန်ရေးတွင်မူ Caroline Lovev ကသူတို့ဟာနှစ်ဖက်စလုံးနဲ့တန်းတူရည်တူဆွေးနွေးနေတယ်လို့ပြောကြားသွားပါတယ်။ဒါပေမဲ့ AFP သတင်းမှာတော့အဲ့ဒီအဆိုပြုချက်ကိုရုရှားနဲ့အတူချိန်ပြီးရေးဆွဲထားတာဖြစ်တယ်ဆိုတဲ့သတင်းတွေကိုအင်ဗျူရောကပယ်ချခဲ့တယ်လို့ဆိုပါတယ်။ စတီးဗ်ဝစ်ကော့ဖ်နဲ့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုတို့ကလွန်ခဲ့တဲ့လကနှစ်ဖက်စလုံးနဲ့တိတ်တဆိတ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နိုဝင်ဘာ22ရက်နေ့မှာတော့မစ္စတာထရန့်ကရီယူအင်တာဗျူးတစ်ခုမှာလာမယ့်ကြာသပတေးနေ့နိုဝင်ဘာ28ရက်နေ့ဟာအဲ့ဒီဆိုပြချက်ကိုယူကရိန်းဘက်ကလက်ခံမှုတင့်လျော်တဲ့နောက်ဆုံးအချိန်သတ်မှတ်ချက်တစ်ခုဖြစ်တယ်လို့ဆိုပြီးတည်တန်းတိုးမှုရှိနိုင်တာကိုလည်းအရေးမွေပြောကြားသွားတယ်လို့သိရပါတယ်။အဲ့ဒီကိစ္စကိုအင်ဗီရိုမှာသတင်းတော်တွေကိုယူကရိန်းသမ္မတဇလန်စကီက ဒါကိုအတီးပြုတ်ဖို့လိုအပ်လိမ့်မယ်လို့ထပ်ပြောခဲ့သေးတယ်လို့လည်းဆိုပါတယ်ဒီလိုပြောကြားတာတွေနဲ့တရားထင်းမှာပဲမစ္စတာဇလန်စကီးကဗီဒီယိုမိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါတယ်အဲ့မှာနိုင်ငံရဲ့တမိုင်းတစ်လျှောက်အခက်ခဲဆုံးခိုက်တဲ့တွေတွေကတခုနဲ့ရင်ဆိုင်နေရတယ်သူ့နိုင်ငံဟာဂုံတိတ်ခါကိုလက်လွတ်ဆုံးရှုံးခံမလားသူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့အမေရိကန်ပြည်တော်စုကိုလက်လွတ်ဆုံးရှုံးခံမလားဆိုတော့တမိုင်းတွင်မဲ့အခက်ခဲဆုံးရွေးချယ်မှုနဲ့ရင်ဆိုင်နေရတယ်လို့ပြောကြားသွားခဲ့ပါတယ် ပြုလုပ်ဆောင်ရခဲ့ဖို့ခက်တဲ့အချက်28ချက်လားပြုလုပ်ဆောင်ရဖို့ခက်ခဲတဲ့အချက်28ချက်လားဒါမှမဟုတ်ပြည်ထန်ဆိုရခက်ခဲကြမ်းတမ်းလို့နဲ့ဆောင်ရသည်တခုလားဆိုတာပါပဲလို့ပြောသွားခဲ့ကြောင်းသိရပါတယ် KF ပါဝင်ခြင်းမရှိပဲဝါရှင်တန်နဲ့မော်စကိုကလို့လှုပ်ဝဲဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပြီးတော့ယူကရိန်းအတွက်အချက်28ချက်ပါတဲ့ညဉ့်ညဉ့်အစီအစဉ်တစ်ရက်ကိုရေးဆွဲဖန်တီးလိုက်တယ်ဆိုပြီးမီဒီယာတွေကဖော်ပြခဲ့ပြီးနောက်တည့်ရက်အကြာမှာ ရုရှားနဲ့စစ်ပွဲအဆုံးသတ်ရေးကြိုးပမ်းမှုနဲ့ပတ်သက်ပြီးဆွေးနွေးဖို့နဲ့ယူကရိန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှုအချက်အလက်စုဆောင်းရှာဖွေမှုမစ်ရှင်ခီးစဉ်တစ်ခုဖြစ်အမေရိကန်ကြီးတန်းစစ်ဖက်အရာရှိတွေဟာယူကရိန်းကိုရောက်ရှိသွားခဲ့ပါတယ်။နိုဗ ెంబ ာ19ရက်နေ့တုန်းကတော့ဇလန်စကီးကသမ္မတဒေါ်နယ်ထရန့်နဲ့အမေရိကန်တာလီယန်ဒီစစ်ပွဲကိုအဆုံးသတ်စေရေးလုပ်နိုင်တဲ့လုံလောက်တဲ့စွမ်းအားရှိတယ်ဆိုပြီးပြောထားခဲ့ပါတယ်။မစ္စတာဇလန်စကီးဟာပြည်ထောင်ပြည်သက်ဂျာမနီခေါင်းဆောင်တွေနဲ့တယ်လီဖုန်းဆက်သွယ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် writer သတင်းဌာနကတော့သူတို့ဟာ American အစီအစဉ်နဲ့ဆင်ပြိုင်ဖြစ်မဲ့အဆိုပြုချက်တွေနဲ့ပတ်သက်ပြီးအမြင့်ချင်းဖလှယ်ခဲ့ကြတယ်လို့ဆိုသွားပါတယ်။ဒီချက်လက်တွေနဲ့ပတ်သက်ပြီးရုရှားသမ္မတဗလာဒီမီယာပူတင်ကတော့တောက်ကြတွေကပြုလုပ်ခဲ့တဲ့သူ့နိုင်ငံရဲ့လူမျိုးရေးကောင်စီစည်းဝေးတစ်ခုမှာဒါဟာနောက်ဆုံးပိတ်ငြိမ်းချမ်းဖြေရှင်းချက်အတွက်အခြေခံအုတ်မြစ်ဖြစ်လာနိုင်တယ်လို့ပြောကြားသွားခဲ့ကြောင်းသိရပါတယ်။နောက်ဆုံးသိရတဲ့အခြေအနေကတော့ယူကရိန်းမျိုးသားလူမျိုးရေးနဲ့ကာကွယ်ရေးကောင်စီတွင်ရင်မူ Rustan Umarov က ယူကရိန်းနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ကကိုယ်စားလှယ်အဖွဲ့တွေဟာရုရှားနဲ့အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ပြည်နယ်ငြိရှိတဲ့သတ်မှတ်ချက်မူပေါင်းတွေအတွက်လာမယ့်ရပိုင်အတွင်းဆွစ်ဇာလန်မှာဆွေးနွေးမှုတွေပြုလုပ်သွားမယ်ဆိုပြီးနိုဗ ెంబ ာ22ရက်နေ့ကပြောကြားခဲ့တာပါယူကရိန်းကြက်တဲကိုအဆုံးသတ်စေမဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက်အမေရိကန်နဲ့ယူကရိန်းရဲ့အခြားသောမိတ်ဖက်နိုင်ငံတွေအပြင်ရုရှားနဲ့လည်းဆွေးနွေးမှုပြုလုပ်ဖို့ကိုယ်စားလှယ်အဖွဲ့ဖွဲ့စည်းတဲ့မိတ်ညွန်ညာချက်ကိုယူကရိန်းသမ္မတ ဇလန်စကီကအဲ့ဒီအစိုးပိုင်းကလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီကိုယ်စားလှယ်အဖွဲ့ကိုယူကရိန်းသမ္မတရုံးအကြီးအကဲအန်ဒရီယာမက်ကဦးဆောင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့လိုပဲ E3 လို့ခေါ်တဲ့ဂျာမနီပြင်သစ်နဲ့ယူနိုက်တက်ကင်းဒမ်းတို့ကလူညုံရေးရရှိတွေကလည်း ယူကရိန်းစစ်ပွဲအတွက်အမေရိကန်ကအစိုးပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်အစိုးပြုချက်ကိုဆွေးနွေးဖို့ဥရောပသမ္မတအမေရိကန်နဲ့ယူကရိန်းကလက်ဖို့ကိုင်မဲ့ကိုယ်စားလှယ်တွေနဲ့အတူဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာနိုဝင်ဘာ23ရက်နေ့မှာတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီးတော့အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဗီယိုလည်းဆွေးနွေးပွဲကိုတက်ရောက်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။အဲ့တော့ဒီ28ရက်ပါအချက်လက်နဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးပြုရဲ့ငြိမ်းချမ်းရေးအစီအစဉ်ပေါ်ကိုဥရောပနိုင်ငံတွေရဲ့တုံ့ပြန်မှုတွေကိုကြည့်အောင်ပါ။ ရောမတမက EU ကမော်စကိုနဲ့ပူးပေါင်းရေးဆွဲထားတယ်လို့သတင်းထွက်နေတဲ့ဝါရှင်တန်ရဲ့28ချက်ပါညဉ့်ဉန်းရေးစီစဉ်တင်ပြချက်ကြောင့် Trump ဆိုရင်မှုတွေဖြစ်ပေါ်လာခဲ့ပြီးတော့ဘလို့ညဉ့်ဉန်းရေးစီစဉ်မှာမဆို Kiev နဲ့ဥရောပတို့ပါဝင်မှုလိုတယ်ဆိုပြီးပြောကြားလာခဲ့ပါတယ်။ Brussels မှာလုံးမဲ့ EU နိုင်ငံသားရဲ့ဝန်ကြီးတွေအစည်းအဝေးမှာတိုင်ခင်က Carlos ကအလုတ်ဖြစ်မဲ့ဘယ်စီစဉ်ကိုမဆို Ukraine နိုင်ငံသားတွေနဲ့ဥရောပနိုင်ငံသားတွေပါဖို့လိုတယ်။တည်ထိုင်ရမှာကဒီစစ်ပွဲအတွင်းမှာကျူးကျော်သူနဲ့ကျူးကျော်ခံရသူနှစ်ဖက်ရှိပြီး အခုကကျူးကျော်သူရုရှားဘက်ကအလျှော့ပေးလိုက်ရောတာမျိုးမကြားရဘူးလို့ဆိုသွားပါတယ်။ပြည်သက်သမရအီမနျူရယ်မက်ခရွန်ကတော့အမေရိကန်ရဲ့အဆိုပြုချက်မှာမဖြစ်နိုင်တာတွေအများကြီးရှိပြီးပိုကျယ်ပြန့်တဲ့တိုင်ပင်ဆွေးနွေးမှုလိုတယ်လို့ဆိုသွားပါတယ်။ဂျာမနီဝန်ကြီးချုပ်ဖရိုက်ဒရစ်မတ်ကတော့ယူကရိန်းကိုထောက်ခံမှုအရေးကြီးတယ်ဆိုတာလေးပေးပြောကြားသွားပါတယ်။သူက တကယ်လို့သာယူကရိန်းကဒီစပွဲမှာရှုံးနေပြီးပြိုလဲရင်ဥရောပတိုက်ရဲ့နိုင်ငံရေးတစ်ခုလုံးပေါ် ရောဘတ်တိုက်ကြီးတစ်ခုလုံးပေါ်တက်ရောက်မှုရှိလိမ့်မယ်ဒါကအလွန်အလေးထက်ရမယ့်အချက်ဖြစ်တယ်လို့ဆိုသွားပါတယ်ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးယန်နိုဝယ်ဘရိုကတော့ယူကရိန်းငြိမ်းချမ်းရေးဆိုတာကခီယက်ဖ်ကအရှုံးပေးခြင်းလို့အိပ်ပဲတက်ရောက်တာမျိုးမဟုတ်ဘူးယူကရိန်းမှာတရားမျှတပြီးကြာရှည်တည်တတ်မဲ့ငြိမ်းချမ်းရေးရဖို့ဆွေးနွေးညှိနှိုင်းမှုတွေလိုတယ်နှစ်ဖက်တိုက်တိုက်တွေးကြတဲ့မြင်းမှာအရင်ဆုံးအပြည့်ရဖို့လိုတယ်ဒါမှနေမြင်တဲ့လူမျိုးရေးကိစ္စတွေအတွက်ဆွေးနွေးညှိနှိုင်းမှုတွေကောင်းကောင်းလုပ်နိုင်မှာဖြစ်တယ်လို့ပြောသွားပါတယ် ဂျာမနီနိုင်ငံရဲ့ဝန်ကြီးယိုဟန်ဗော်လ်ဒဗူလ်ကတော့ဘယ်ညနိုင်ဆွေးနွေးမှုမျိုးမှမဆိုရုရှားဘက်ကဘယ်ချွင်းချက်မှမထားဘဲအဖြစ်ရည်ကိုသဘောတူဖို့ကကနအူးလိုအပ်ချက်ဖြစ်တယ်လို့ဆိုသွားပါတယ်။ပိုလန်နိုင်ငံရဲ့ဝန်ကြီးရာဒိုစလော့ဆီကော့စကီကတော့ယူကရိန်းစစ်တပ်ရဲ့အရွယ်အစားကိုကန့်သတ်ဖို့စိတ်ကူးနဲ့ပတ်သက်ပြီးတော့ တားကောင်ဘက်ကခုခံကာကွယ်နိုင်စွမ်းပေါ်ကန့်သက်ချုပ်ချယ်မှုတွေခံရတာမျိုးမဖြစ်သင့်ဘူးလို့ပြောလင်ကြောင်းတယ်။တကယ်ကန့်သက်ထားတဲ့နာကရန်လိုတဲ့အလားလားရှိတဲ့ရန်လိုသူအပေါ်ကိုပါလို့ဆိုသွားပါတယ်။လစ်ဒူရေးနီးယားနိုင်ငံသားဝင်ကြီးကတ်တူဒက်စ်ဘာဒရစ်စ်ကတော့ယူကရိန်းရဲ့နယ်မြေတည်တံ့ခံရမှုကိုလေးစားမှကအခြေခံအချက်ဖြစ်တဲ့စစ်ပွဲရဆိုင်ရေးမအောင်မြင်သေးတဲ့ကြိုးပမ်းမှုတွေလာပေါင်းများစွာလုပ်ပြီး အခုလိုယူကရိန်းအရေးကိုဝါရှင်တန်ဘက်ကအလျှော့မပေးသေးဘဲတောင်းဝန်ယူနေစေဖြစ်တယ်ဆိုတာကတော့အ ਨੇ ဆုံးအနေနဲ့အပေါင်းလက္ခဏာတရဖြစ်တယ်လို့သူကဆိုသွားပါတယ်။အပေါင်းလက္ခဏာဘက်ကကြည့်ရင်သူတို့ကဒီကိစ္စကိုလုံနေတုံးပဲဆိုတာပါ။ဒါဟာသူတို့ဒီကိစ္စမှာဆက်ပြီးပါနေစေဆိုတဲ့အထိပ်ပဲ။မင်းတို့ဥရောပကြီးလုံကြတော့ဆိုပြီးလွတ်ချမသွားသေးဘူးဆိုတဲ့အထိပ်ပဲလို့ဆိုသွားပါတယ်။နောက်တဲ့အကြောင်းအရာတစ်ခုကတော့ယူကရိန်းနိုင်ငံကအဂရိလိုက်စားမှုအခြေအနေပါ။ယူကရိန်းနိုင်ငံကနျူကလ িয়ার စွမ်းအင်ကုမ္ပဏီ အနာဂရိုအပ်တန်ရဲ့စာချုပ်တွေနဲ့ဆက်လင်းပြီးတော့တရားမဝင်ရမုံငွေအမေရိကန်ဒေါ်လာတန်တရာလောက်အဂရိမှုအဂရိလိုက်စားမှုရှိခဲ့တယ်ဆိုတဲ့သတင်းတွေပေါ်ထွက်လာပြီးတရားရင်းနဲ့စွမ်းအင်ဆိုင်ရာဝန်ကြီးတွေကိုမစ္စတာဇလန်စကီးကယာရုကနေဖယ်ရှားဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြင်မစ္စတာဇလန်စကီးနဲ့ကာလရှည်ကြာတည်ကျွမ်းခဲ့တဲ့လုပ်ငန်းရှင်တူဦးလည်းစုံစမ်းစစ်ဆေးခံနေရတယ်လို့ဒီတန်တရာမီဒီယာတွေမှာဖော်ပြနေကြောင်းတွေ့ရပါတယ်။ဆောင်ရသည့်မေယောက်ခင်ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းမှာရှိတဲ့စွမ်းအင်ဆိုင်ရာအဆောက်အုံတွေပေါ်တိုက်ခိုက်တာကိုအချိန်မြင့်လှုပ်ဆောင်နေပြီးတော့ ရုရှားနိုင်ငံတဝန်းလုံးလျှက်စစ်မီပြတ်တောက်နေတဲ့အချိန်မှာစွမ်းအင်လုပ်ငန်းမှာကြီးမားတဲ့အဂတိလိုက်စားမှုပေါ်ထွက်လာတာနဲ့ပတ်သက်ပြီးတော့မြို့တော် KF မှာရှိတဲ့ပြည်သူတွေအတွက်တော့အတော်လေးဒေါသထွက်စိတ်ပျက်စရာဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။အခုလိုအခြေအနေတွေကြောင့်ဂျာမနီဝန်ကြီးချုပ်ကဇလန်စကီနဲ့အဂတိလိုက်စားမှုတိုက်ဖြတ်ရေးစီမံရေးကောင်တဲ့ဖို့တယ်လီဖုန်းကဆင့်ပြောဆိုတောင်းဆိုခဲ့ပြီးတော့အချောင်းရောမှာခေါင်းဆောင်တွေကလည်းဝေမန်ရှုတ်ချခဲ့ပြီးသူတို့ရဲ့ဆွေးနွေးမှုတွေကိုထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။ နိုဗ ెంబ ာ21ရက်တောက်ကြနေ့မှာမစ္စတာဇလန်စကီကနိုင်ငံပိုင်လုပ်ငန်းတွေမှာစင်းစစ်လုပ်ငန်းစဉ်တွေကိုအများဆုံးဆောင်ရွက်ဖို့အတွက်ဝန်ကြီးချုပ်နဲ့အတူပြုခဲ့ကြောင်းလူမှုမီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်။ယူကရိန်းရဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာဘယူရိုနဲ့အခြားဖွဲ့စည်းတစ်ခုကတော့အဲဒီကိစ္စနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေကိုစတင်စုံစမ်းစစ်ဆေးနေပြီလို့နိုဗ ెంబ ာ19ရက်တင်းလာနေတဲ့ကကြေညာထားခဲ့တာကိုတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားရဲ့ထိုးစစ်အခြေအနေနဲ့ ခြေအနေနဲ့ယူကရိန်းရဲ့တုံ့ပြန်ပြောဆိုမှုပါသမ္မတဗလာဒီမီယာပူတင်ကိုရုရှားစစ်ဦးစီးချုပ်ကရုရှားတပ်ဖွဲ့တွေကယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိနေတဲ့ကူပီယန့်စ်မျိုးကိုတင်ပိုက်ထားပြီးဖြစ်တယ်လို့နိုဗမာ20ရက်နေ့ကပြောကြားခဲ့ပြီးတော့ရုရှားတပ်ဖွဲ့တွေကလာတော့ကြတင်ပိုက်ဖို့ဖိအားပေးနေတဲ့တေဘူးဆောင်ရေးချက်ချကြတဲ့ပိုခရော့ခ်မျိုးနဲ့ရုရှားနေဆက်အနီးက Vodchenks မျိုးတို့ရဲ့အနီးအတော်များများကိုလည်းတင်ပိုက်ခဲ့တယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ် ်ပူတင်ဟာရုရှားတပ်ဖွဲ့တွေရဲ့အနောက်ပိုင်းတပ်ဖွဲ့များကုကဲစခန်းကိုတွားရောက်ပြီးတော့စေအိုးစည်းချုပ်ဘလယ်ရီဂျရာစီမော့ဖ်နဲ့ထိတ်တန့်စစ်ဘက်အရာရှိတွေနဲ့တွေ့ဆုံခဲ့ကြောင်းခရမလင်ကအစိုးပိုင်းမှထုတ်ပြန်ခဲ့ပြီးတော့ပူတင်နဲ့မြန်ဆန်ဆိုင်ထိုင်နေတဲ့ထိတ်တန့်စစ်အရာရှိတွေကြားကနေပြီးတော့ဂျရာစီမော့ဖ်ကရုရှားတပ်ဖွဲ့တွေဟာပူခရော့ခ်စ်မြို့ရဲ့80ရာခိုင်နှုန်းကိုထိန်းချုပ်ထားတယ်ဗော့ချန့်ခ်စ်မြို့ရဲ့80ရာခိုင်နှုန်းကျော်ကိုလည်းရုရှားတပ်တွေကထိန်းချုပ်ထားတယ်ပူခရော့ခ်စ်မြို့နီးကကီလိုမီတာ1200 မိုင်အပြင်995မိုင်လောက်ရှိတဲ့ရှေ့တန်းစစ်မှန်တာမှာတိုက်ပွဲပြင်းထန်နေပြီးတော့ယူကရိန်းတပ်ဖွဲ့တွေကအပြင်းထန်ခုခံနေတယ်လို့တင်ပြခဲ့တယ်ဆိုပြီးသိရပါတယ်ယူကရိန်းစစ်တပ်ရဲ့အဲ့ဒီညနေပိုင်းထုတ်ပြန်ချက်တစ်ခုမှာတော့ခူဘီယန့်စ်မြို့ဟာယူကရိန်းကာကွယ်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ယူကရိန်းစစ်တပ်စစ်ဦးစီးချုပ်ကကြေညာလိုက်ပြီးတော့ ခါကစ်ဒေတာမှာရှိတဲ့ Vochanks မြို့ရဲ့80ရာခိုင်နှုန်းနဲ့ Procross မြို့ရဲ့90ရာခိုင်နှုန်းကိုသိမ်းပိုက်ထားကြောင်းရုရှားရဲ့ထုတ်ပြန်ချက်တွေကမှန်ကန်မှုမရှိဘူး Procross မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးရုရှားတပ်ဖွဲ့တွေက56ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြခဲ့တာကိုတွေ့ရပါတယ်လက်ရှိမှာရုရှားဟာယူကရိန်းရဲ့ပိုင်နဲ့နေပြီးအနည်းဆုံး19ရာခိုင်နှုန်းကိုသိမ်းပိုက်ထားတယ်လို့သိရပါတယ်နောက်ကြောင်းရတစ်ခုကတော့ယူကရိန်းနဲ့ဂရီတို့ရဲ့သဘောတူညီချက်ပါ နိုဝင်ဘာ16ရက်နေ့ကယူကရိန်းသမ္မတဇယ်လန်စကီနဲ့ဂရီးဝန်ကြီးချုပ်တို့အေတင်မြို့မှာပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတော့အမေရိကန်နိုင်ငံထုတ် LNG ကိုဂရိစ်ကတဆင့်ယူကရိန်းကိုတင်ပို့ရေးသဘောတူညီချက်တရက်ကိုယူကရိန်းနဲ့ဂရိနိုင်ငံတွေကကုမ္ပဏီတွေလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ကြေညာခဲ့ပါတယ်။မစ္စတာဇယ်လန်စကီက တန်းငွေထောက်ပံ့မှုတွေကိုဇန်နဝါရီမှာစတင်လိမ့်မယ်လို့ပြောခဲ့ပြီးဒီသဘောတူညီမှုကိုဒီနှစ်ဆောင်းရာသီအတွင်းယူကရိန်းနိုင်ငံကိုတဘောတန်းငွေထောက်ပံ့ပေးဖို့အတွက်ပြင်ဆင်ထားတဲ့စွန့်ရင်ဆိုင်ရာစီမံချက်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းလို့ဆိုသွားပါတယ်။ဇလန်စကီရဲ့အစိုးပိုင်းထုတ်ပြန်ချက်ဒီမှာရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်ဆုံးရှုံးခဲ့ရတဲ့ယူကရိန်းထုတ်လုပ်မှုတွေအတွက်အစားထိုးဖို့လိုအပ်တဲ့တန်းငွေတင်သွင်းမှုကို Euro 2 billion နီးပါးဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ပြောဆိုထားခဲ့တာကိုလည်းတွေ့ရပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။ဒါကတော့ဆက်ဆက်သတင်း ဆက်ဆက်အကြောင်းအရာအနေနဲ့ပဲဖြစ်ပါတယ်။ဒါကထိုင်းတို့နိုင်ရှင်ပြနေတဲ့ရုရှားယူကရိန်းနဲ့တရုတ်ထိုင်ဝမ်။ထိုင်းပညာရှင်တွေကဥရောပမှာရှိတဲ့ယူကရိန်းစစ်ပွဲဟာတရုတ်အတွက်အဖို့တန်လမ်းညွန်တစ်ခုဖြစ်နေပြီးတော့ထိုင်ဝမ်အရေးအနာဂတ်ဆုံးဖြတ်ချက်ကိုပုံဖော်နိုင်တယ်လို့ချူလာလန်ကွန်တက္ကသိုလ်က Institute of Security and International Studies ပညာရှင်အဖွဲ့ကပြုလုပ်တဲ့ The War in Ukraine Humanitarian Challenge Peace Prospects and Its Implication for ASEAN and East Asian's Geopolitical Forum မှာပြောကြားသွားခဲ့တယ်လို့သိရပါတယ်။ Russian Ukraine ပြည်ပခါကနိုင်ငံတကာဥပဒေရဲ့အပြုတ်မှုကိုဖော်ထုတ်ပြသနေတယ်လို့နိုင်ငံကဆက်ဆံရေးဌာနတွဲဝဲပါမောက်ကဘန်နူဘာထရန်ကပြောကြားခဲ့ပြီးတော့အလားတူအခြေအနေမျိုးအရှေ့အာရှမှာဖြစ်ပေါ်လာရင်အင်အားကြီးနိုင်ငံတွေရဲ့တပတ်သက်အရေးယူခြင်းကိုတားဆီးထိန်းချုပ်ဖို့ပိုပြီးခက်ခဲနိုင်မယ်လို့သတိပေးသွားခဲ့တယ်လို့သိရပါတယ်။နိုင်ငံကဆက်ဆံရေးဌာနတွဲဝဲပါမောက်ကနက်သနန်ကလည်း ရုရှားယူကရိန်းစစ်ပွဲဟာတရုတ်အတွက်ထိုင်ဝမ်မဟာဗျူဟာအပေါ်လွှမ်းမိုးမဲ့တရုတ်ရဲ့အရေးပါတဲ့ခုခါချက်တည်းဖြစ်လာလိမ့်မယ်။တရုတ်ကအင်အားသုံးမဲ့မသုံးမဲ့ကိုမဆုံးဖြတ်ခင်မှာနိုင်ငံတကာပိတ်ဆို့မှုစီးပွားရေးဆုံးရှုံးမှုနဲ့နျူကလ িয়ার အဆင့်ထိမြင့်တက်လာနိုင်ခြင်းအန္တရာယ်တွေကိုတွက်ချက်နေတယ်လို့ဆိုတယ်လို့ CNN ကဖော်ပြထားပါတယ်။2022ခုနှစ်နိုဝင်ဘာလငြိမ်းချမ်းရေးဆုရှင် အိုလက်ဆန်ဒရာကလည်းနတ်တန်ရဲ့အမြင်ကိုထောက်ခံပြီးတော့တရုတ်ကအခြေအနေတွေကိုအနိကစောင့်ကြည့်နေတယ်။ရုရှားပေါ်နိုင်ငံတကာအတိုက်အဝန်းရဲ့တုံ့ပြန်ပုံတွေကတရုတ်ရဲ့ဆုံးဖြတ်ချက်ပေါ်လွှမ်းမိုးတက်ရောက်ပါလိမ့်မယ်လို့ပြောသွားခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့ရုရှား Ukraine ပြပကဆိုင်ရာအကြောင်းညာများစူးစိမျှဝေခြင်းအပိုင်း50ခွန်ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်